လဘာဘူးကလွဲပြီးအသင်းကြီးအားလုံးနိုင်ရရှိသွားနိုင်တဲ့ပရီးမီးယားလိပိုးစဉ်ကိုပွဲကြိုးသုံးသက်ချက်အားလုံးပဲမင်္ဂလာပါဆိုသာ99 football channel နေပြီးတော့ကြိုဆိုလိုက်ပါရစေဒီတစ်ပတ် Premier League ပွဲစဉ်ကိုမှလပါဘူးကလွဲရင်ကျန်တဲ့အသင်းကြီးတွေအားလုံးအနိုင်ရရှိသွားနိုင်တယ်ဆိုတဲ့ပွဲကြိုသုံးသပ်ချက်ကိုကျွန်တော်အနေနဲ့ပြုလုပ်ပေးသွားကြပါမယ် ပထမဦးဆုံးပွဲစဉ်ကတော့စနေနေ့ည၈နာရီခွဲမှာကံပဲချဲစီနဲ့ဆန္ဒလန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ချဲစီတို့အနေနဲ့အိမ်ကွန်းမှာတက်တောင့်တက်တာအနိုင်ရရှိသွားအဲပွဲတစ်ပွဲလို့မြင်တယ်။တန်တက်အသင်းတွေထဲမှာဒီဆန္ဒလန်အနေနဲ့ကတော့ခြေသွန်းကောင်းနေရနေသည့်အတိုင်အောင်တို့စတန်ဖို့ဘရစ်မှာတော့ချဲစီကိုအနိုင်ရလောက်တဲ့ထိတော့သူတို့အနေနဲ့တော့မဖြစ်နိုင်ပါဘူးနော်။တခုပဲပေါ့လေကျွန်တော်ချဲစီအနီကက်ထိသွားရင်တော့တမျိုးပေါ့။ဘောက်လေဆိုတော့ချဲစီကဒီနောက်ပိုင်းပွဲတွေမှာအနီကက်တွေဒေါက်ရှော့ကိုထိနေတယ် ဒါပေမဲ့ကျွန်တော်တို့၁၁ရောက်အပြည့်ချဲစီကိုစနားလန်းလို့ရှင်ကန်မှုဆိုတာကလည်းမဖြစ်နိုင်ပါဘူး။ဆိုတော့ဒီပွဲမှာတော့ချဲစီအနိုင်သုံးမှရသွားမယ်လို့တုံးတလဲရပါတယ်။နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့စနေနေ့ည၁၇နာရီမှာကံမဲ့ United နဲ့ Brighton တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီနေ့ United ရဲ့အိမ်ဝန်ဖောင်ကတော်တော်လေးကိုကောင်းပါတယ်။ရာသီစကျွန်တော်တို့ Arsenal ကိုရှုံးတဲ့ပွဲကလွဲရင်ကျန်တဲ့ပွဲစဉ်တွေအားလုံးကိုအနိုင်ရထားတယ်။ Brighton ရဲ့ဒီရာသီဝေဝန်းရလက်တွေကလည်းကျွန်တော်အားရစရာအနေထားမှာတော့ရှိမနေဘူး။ ဆိုတော့က United တို့ရဲ့လက်ရှိခြေစွမ်းအင်ဝင်ရလက်တွေဒီချက်တွေကြောင့်မလို့ United တို့အနေနဲ့နိုင်သုံးမှတ်ရသွားလိမ့်မယ်လို့သုံးသပ်လိုက်ရပါတယ်။ Okay နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့တနင်္ဂနွေနေ့ည7:00နာရီခွဲမှာကံမဲ့ Arsenal နဲ့ Bayley ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။လက်ရှိ Bayley ကခြေစွမ်းကောင်းပြီးတော့ခြေစွာနေတုန်းမှာပဲကျွန်တော်ဒီနေ့ Premier League ပွဲစဉ်10ပွဲအပြီးမှာသူကရှုံးပွဲတစ်ပွဲတည်းကရှိထားတယ်။ဆိုတော့ Emery မှာကံမဲ့ဒီပွဲရောအနိုင်ရနိုင်လား နိုးပါကျွန်တော်ပဲလီကောင်းသည့်တိုင်းအာဆနယ်ရဲ့ဒီနေ့ခြေစွမ်းအမှတ်ရနိုင်မှုတပွဲချင်းအာရုံစူးစိုက်မှုတွေနဲ့အတူအိမ်ငွန်းပွဲစဉ်မှာသူတို့အနေနဲ့အမှတ်ရခံလိမ့်မယ်လို့တော့မထင်ဘူးလက်ရှိအာဆနယ်ရဲ့အနေထားကလည်းအသင်းတိုင်းကိုအနိုင်ရယူနိုင်တဲ့အနေထားဖြစ်ပြီးတော့အိမ်ငွန်းအမရိတ်မှာအမှတ်ရမခံဘဲသုံးမှတ်ပြရယူတော့မယ်ပွဲတော်ဖြစ်တဲ့အတွက်အာဆနယ်တို့အနိုင်ရမယ်လို့သုံးသပ်လိုက်ရပါတယ်โอเคနောက်ထပ်တစ်ပွဲကတော့ Aston Villa နဲ့ Man City တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် ော်တို့ဗီလာဘကမန်စီတီအသင်းတို့ကလွယ်ကူတာတော့မဟုတ်ပါဘူးတော့ပြီးခဲ့တဲ့နှစ်ကရလဒ်တွေကိုပြန်ကြည့်မယ်ဆိုရင်တော့မန်စီတီအသင်းအနေနဲ့ကတော့အမြင့်ဆုံးတည်ရလဒ်ပဲရတာလေကျွန်တော်ရှုံးလဲရှုံးထတာကိုတွေ့ရတယ်ကျွန်တော်ဗီလာအနေနဲ့နောက်ဆုံးပရီးမီးယားလိသုံးပွဲဆက်အနိုင်ရရှိထားတယ်ပြန်ပွဲဆုံးဆိုရင် သူ့အနေနဲ့၅ပွဲဆက်အနိုင်ရထားတယ်ဆိုတော့ကဗီလာရဲ့ဖောင်ကလည်းလောလောဆယ်ကောင်းတဲ့အနေထားမှာရှိတယ် မန်စီးတီးအနေနဲ့ကလည်းကျွန်တော်ဘရိုက်တန်ကိုရှုံးပြီးနောက်ပိုင်းမှာပြိုင်ပွဲဆိုမှာတပွဲမှာရှုံးထားခြင်းမျိုးမရှိတော့ဘူး။အဲ့တော့သူ့အနေနဲ့တရေအနိုင်နေကစားရတဲ့ပွဲတွေကြီးပဲ။ဒီအနေနဲ့ချန်ပီယံဆုကိုစင်ခွန်နိုင်မှုဆိုရင်ကျွန်တော်ဗီလာပါမှာမပြတ်မနေအနိုင်ရဖို့လိုအပ်နေပြီးကျွန်တော်လက်ရှိစီးတီးရဲ့ဖောင်းကလည်းအနိုင်မရတဲ့အကြောင်းတော့လည်းမရှိပါဘူး။ဒီတိုင်းဂိုးတွေတစ်ဆက်ခွင့်ပြုနေရတဲ့စီးတီးအနေနဲ့ နော်ဒုဂုဒမကြီးဒေါ်နာတို့မှရောက်ရှိလာခြင်းနဲ့အတူနော်ပေးကိုးတွေခွင့်ပြုရတာဒီနဲလာပြီးတော့မှနော်တိုက်စစ်ပိုင်းမှာဆိုရင်လဲဂိုးတွေကတစ်ဆက်ကိုရနေတယ်ဟာလန်းဆိုရင်လဲရှစ်ပွဲမှာ၁၁ဂိုးတီတွန်းပြီးတော့တော်တော်လေးဝန်ဖန်ရဖြစ်နေတယ်ဆိုတော့ကဒီဘွဲကစစ်တီတို့ကမလွယ်ကူပေမဲ့လို့အနိုင်သုံးမှတ်ရသွားမယ်ပွဲတစ်ပွဲလို့သုံးသပ်လိုက်ရပါတယ်โอเคဒါဆိုရင် brand book နဲ့လပါဝူးတို့ရဲ့ပွဲကိုတစ်ချက်သုံးသပ်ကြည့်လိုက်ကြရအောင် ကျွန်တော်တို့ Brandfo ကလီယာဒီအင်္ဂွန်းကစားတဲ့ပွဲစဉ်တွေမှာအနှိမ်ဆုံးသရေကစားထားတဲ့အသင်းကျွန်တော် Chelsea ကိုသရေ Man City ကို ရှုံးတယ် United ကို အနိုင်ကစားထားတယ်ဆိုတော့ Brandfo ကအင်္ဂွန်းမာတဲ့အသင်းလို့ပြောလို့ရတယ်ကျွန်တော် City ကိုရှုံးတဲ့ပွဲပွဲဆိုရင်လည်းကျွန်တော်တကိုးတဲ့နဲ့ကက်ရှုံးပြီးတော့ City အနေနဲ့တော်တော်လေးခက်ခက်ကကစားရတာကိုကြည်ကျင်အားဖြင့်ကျွန်တော်တို့ Brandfo ရဲ့အင်္ဂွန်းဖောင်ကကျွန်တော်တို့အရင်ကြီးမကောင်းရင်တော့အရင်ကြီးမညံဘူး ကျွန်တော်ပုံမှန်ဆိုရင်ဒီဘွဲကလီဗာပူးအတွက်အေးအေးဆေးဆေးတက်တောင့်တက်တာအနိုင်ရမယ့်ဘွဲတစ်ဘွဲပဲဒါပေမဲ့ကျွန်တော်တို့လက်ရှိလီဗာပူးရဲ့ကျွန်တော်ခြေသွမ်းပေါ့နော်ခြေသွမ်းရဲ့နောက်ဆုံးအဝေးကွန်းနှစ်ဘွဲဆက်ရှုံးထားတယ်သူနေတဲ့ပဲလေးကိုနောက်ကျကုန်းနဲ့ရှုံးထားတယ်ချက်စီကိုလည်းရှုံးထားတယ်ပြီးခဲ့တဲ့ဘက်ကဆိုရင်လေယူနိုက်တက်ကိုအိမ်ကွန်းမှာပါရှုံးထားတယ်သူတို့ကသူတို့အနေနဲ့၃ဘွဲဆက်ရှုံးနေနေကျွန်တော်တို့ရင်ဆိုင်နေရတာဖြစ်တယ်ဒီစကောက်ကန်ရမှာကလည်းကျွန်တော်တို့ဘရန့်ဖို့ကိုအဝေးကွန်းတေချာတာကတော့ထက်ရှုံးလို့မရတော့ဘူး ထပ်ရှုံရင်ဒီနေ့ချန်ပီယံရှစ်ကိုကာဝင်နိုင်မှာလဲမဟုတ်တော့ဘူးကျွန်တော်လီဗာပူးအနေနဲ့တော့နော်တေချာပြင်ဆင်ပြီးတော့ဒီရှုံးပွဲဆက်နေမှုကိုအဆုံးသတ်ပြီးဂိုးပြက်ပေါက်ကွဲပြတ်သွားမလားဆိုတာကတော့လေရင်ခုန်စွာစောင့်ကြည့်အောင်ပဲပွဲစဉ်တစ်ပွဲတော့ဖြစ်ပါတယ်ဆိုတော့ကျန်တဲ့အသင်းကြီးတွေနဲ့အနိုင်ရမယ်လို့တရားဝခံမနိုင်မိမယ်လို့လီဗာပူးရဲ့လက်ရှိခြေစွမ်းမတည်မငြိမ်မှုတွေကြောင့်ကျွန်တော်အနေနဲ့တော့ဒီပွဲကတော့တေချာပေါက်အနိုင်ရလိမ့်မယ်လို့တော့မသုံးသက်ရဘူးတို့ပေမဲ့လီဗာပူးအနိုင်ရသွားမယ်လို့တော့ခံစားရတယ်ပေါ့နော် အပိသက်တွေရောဘလို့မြင်ရလဲအသင်းကြီးတွေအနေနဲ့ဒီဘက်ဘိုးစင်တွေမှာကျွန်တော်အသုံးသက်လို့အနိုင်ရရှိသွားနိုင်ရဲ့လားဘလို့ရလက်တွေနဲ့အနိုင်ရရှိသွားနိုင်လဲကမန်သုံးသက်ဆွေးနွေးပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်